အာလာဒင်နဲ့မီးခွက်ဆောင်ဘလူးတခါတော့ကတိုင်းမကြီးတခုမှာစင်းရဲနွမ်းပါးတဲ့အချုပ်သမားတစ်ယောက်ရှိပြီးသူမှာအာလာဒင်ဆိုတဲ့သားတစ်ယောက်ရှိတဲ့တနေ့တော့အချုပ်သမားဟာရုတ်တရက်အသက်ကုန်သွားခဲ့တာကြောင့်အာလာဒင်တို့သားမိနှစ်ယောက်သာကြံမာတော့တယ်ဒါနဲ့ပဲအာလာဒင်ဟာမိသားစုစားဝတ်နေရေးအတွက်ဖာခင်ဖြစ်သူရဲ့အထည်ဆိုင်လေးကို အမွေဆက်ခံခဲ့ပြီးသူ့ရဲ့မြောက်ကလေးအာဘူနဲ့အတူရေးရောင်းကြတာပေါ့။တကယ်တော့လူစိမ်းတယောက်ဟာသူ့တို့ဆိုင်ကိုရောက်လာခဲ့ပြီးလူကလေး မင်းကအားလာတယ်လားဦးလေးကမင်းရဲ့အဖေရဲ့ညီအရင်မင်းရဲ့ဦးလေးတော်ဆက်ပါတယ်မင်းအဖေဇာပနာတုံးကဦးလေးကအဝိတဏီယာကိုရောက်နေလို့မလာပြစ်ခဲ့ရတာပါအားလာရင်လဲသူ့မှာဦးလေးတယောက်ရှိတယ်လို့သူ့အဖေအသက်ရှင်စဉ်တုန်းကပြောပြခဲ့ဘူးတာကြောင့်အဆိုပါလူကြီးရဲ့စကားကိုယုံကြည်သွားခဲ့ပါတယ်ဆက်လက်ပြီးလူစိမ်းကဒီလိုအကွယ်ငါတို့ရဲ့ဦးလေးဒီကိုလာရတဲ့အကြောင်းရင်းကတော့ငါတို့ကိုလှုပ်ဝက်စမ်းကြတဲ့နေရာတစ်ခုကိုခေါ်သွားပေးမလို့ပဲ။ မင်းတို့အဖေမရှိတော့ခရဲကမင်းတို့သားမိစင်စင်ရဲရဲရုံးကန်နေရတဲ့ဆိုတာကိုဥလီကြားတယ်။ဒါကြောင့်ဥလီရဲ့အကြံသာအောင်မြင်သွားခင်မင်းတို့တွေချမ်းချမ်းသာသာနေရမယ်လို့ဥလီအာမခံတယ်။အာလာဒင်လည်းသူ့ဥလီရဲ့စကားအဆန်းကြောင့်အတော်လေးစိတ်ဝင်စားသွားခဲ့ပြီးသူ့ဥလီနောက်ကနေလိုက်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ဒီလိုနဲ့သူတို့တူဝီးနေအောင်ခန္ဓာကြီးတဲ့ကိုခရီးနှင်ခဲ့ကြပြီးတနေရာကိုအရောက်မှာတော့ဥလီဖြစ်သူဟာအာလာဒင်လေးကိုတိသားเจ้าတွေကိုပုံခိုင်းပြီးမိမွေခိုင်းပါတယ်။ မိမွေပီယာနဲ့သူဟာအိတ်ထဲကထူးဆန်းတဲ့အမုံတွေကိုမိဘုံထဲကိုပြစ်ထည့်ရင်ဂါရာကိုအဆက်မပြတ်ရွတ်ဖတ်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲမိဘုံအောက်ကမြေကြီးဟာလှုပ်ရှားလာခဲ့ပြီးအောက်မှာမြောက်ကူကြီးတစ်ခုပေါ်ပေါက်လာခဲ့ပါတယ်။တကယ်တော့အာလာရင်ရဲ့ဦးလေးဖြစ်သူဟာမော်ဆရာတယောက်ပါ။ငါတူဦးလေးရဲ့ခန်းကဏ္ဍကတော့ပြီးဆုံးသွားပြီ။ကျန်တာမင်းကိုပဲဆက်ပြီးတော့အားကိုရတော့မယ်။အာလာနေလဲထူးဆန်းတဲ့မော်ဆွမ်းအားတွေကိုမြင်လိုက်ရတော့ဦးလေးကျွန်တော်ကြောက်တယ် မင်းဦးလေးပြောတဲ့အတိုင်းသာလုပ်ပါ။ဘာအနေမှဖြစ်မှာမဟုတ်ဘူး။အရင်တော့ဒီမြောက်ကူကြီးတဲ့ကိုဝင်သွားလိုက်။ဝင်ဝင်ပြီးချင်းမှာတစ်ပင်ကြီးတစ်ပင်ကိုတွေးလိုက်မယ်။လုံးဝသွားမခုနဲ့။မဟုတ်ရင်အသက်အနေရှိတယ်။ပြီးရင်အခန်းရဲ့အလဲတဲတဲမှာထားထားတဲ့စီမီးခွက်ကိုယူလာခဲ့လိုက်။အရာဆိုရင်ကိစ္စအားလုံးပြီးပြီ။အလာဒင်လည်းကြောက်ကြောက်လန့်လန့်နဲ့ကူကြီးတဲ့ကိုဝင်သွားပါတော့တယ်။ကူတဲ့ကိုရောက်တော့သူ့ဦးလေးပြောပြတဲ့တတိပင်ကြီးကိုတွေးလိုက်ရပြီ။ဘိုက်စာလွန်းလာကြောင့်သူ့ဦးလေးရဲ့စကားကိုမေးသွားပြီးတော့ ဗန်ဒီတလုံးကိုခိုးယူလိုက်မိပါတယ်။ဗန်ဒီလေးဟာသူ့လက်ထဲကိုရောက်သွားချိန်မှာပဲဗရမယာတကယ်ဖြစ်သွားတာကြောင့်သူလည်းအံ့အားတင်သွားခဲ့ပြီးနောက်ထပ်တီးရင်စိမ့်နဲ့ဇပိတိတွေကိုခိုးလိုက်ချိန်မှာဇပိတိတွေဟာလည်းပလဲလုံးလေးတွေအဖြစ်ကို ပြောင်းလဲသွားခဲ့ပါတယ်။ဒါနဲ့သူလည်းချမ်းသာပြီးကွာဆိုပြီးတစ်တီးတွေကိုလိုလိုမဲမဲယူလာခဲ့တဲ့အဲ့အပြည့်ခိုးယူလိုက်ပြီးအဲ့ဒီခိုးယူလိုက်တဲ့အသီးတွေအားလုံးကြောက်တံဗရမယာတွေဖြစ်ကုန်ကြပါတယ်။ ောက်တော့သူဦးလေးရဲ့စကားအတိုင်းစီမီကော့ကို သွားယူခဲ့ပြီးအပြင်ကိုပြန်ထွက်ဖို့လုပ်ပါတယ်။ဒါပေမဲ့လည်းလက်ထဲမှာအိပ်ပြေဘလုံးပြေဖြစ်နေတော့သူကယရနာအိတ်ကြီးကိုလမ်းယူပေးဖို့ဦးလေးဖြစ်သူကိုလမ်းပြောလိုက်ပါတယ်။ဦးလေးဖြစ်သူကလည်းသူဟာမြောက်ကူကြီးကိုဖုံးဖို့မော်ဂါရာကိုရွတ်ထားခဲ့ရတာကြောင့်သူသာမြောက်ခန်းလေးကိုဝင်လိုက်ရင်မြောက်ကူကြီးဟာပိတ်သွားမှာဖြစ်ပြီးသူတို့နှစ်ယောက်စလုံးဂူထဲမှာပိတ်မိသွားမှာပါ။ဒါကြောင့်အာလာဒင်ကိုမိခွက်ကိုအရင်ဆုံးပေးဖို့ပြောလိုက်ပြီး မပွေးရင်တော့ကူပေါက်ကိုထာဝရပိတ်ပြမယ်ဆိုပြီးတော့ချိန်ချောက်ပါတော့တယ်တကယ်တော့သူလိန်နေခဲ့တာပါအာလာဒင်သူ့ကိုမိခွက်ပေးလိုက်ရင်လေလိုဘချပေါက်ကြားမှာဆိုးတာမို့အာလာဒင်ကိုမြောက်ကူကြီးထဲမှာထာဝရပိတ်ထားဖို့ကြံထားခဲ့တာပဲဖြစ်ပါတယ်အာလာဒင်ကလည်းအိတ်ကြီးနဲ့အပေါ်ကိုတက်လာဖို့ဘလုံးမမဖြစ်နိုင်ကြောင်ပြောနေခဲ့ပြီးမော်ဆရာကြီးကလည်းအိတ်ကြီးကိုထားခဲ့ပြီးစီမီခွက်လေးကိုသာယူခဲ့ဖို့အကြိမ်ကြိမ်ထပ်ပြောနေခဲ့ပါတယ်အာလာဒင်ကတော့လုံးဝလက်မခံပါဘူးဒါကြောင့်မဲ့သူကစိတ်ပေါက်ပေါက်နဲ့ သူလည်းမီစီမီကွက်ကိုမရမဲ့အတူတူအာလာဒင်းလည်းပြန်ထွက်မလာခဲနဲ့တော့ဆိုပြီးတော့မြောက်ကူကြီးကိုအပိပိဖြစ်ခဲ့ပါတယ်။ဂူထဲမှာကျန်နေခဲ့တဲ့အာလာဒင်းလေးကတော့မျက်စိတငယ်နားတငယ်နဲ့ရပ်ပေါင်းများစွာหนีခဲ့ရပါတယ်။နောက်တော့သူကအိတ်ထဲမှာရရနာရီနဲ့အတူရောနှောနေတဲ့လက်စွပ်လေးကိုတွေးမိပြီးထိကန်ကြည့်လိုက်မိပါတယ်။အဖေပြက်တီးကအရန်ကိုထူးဆန်းလို့နေခဲ့ပြီးအာလာဒင်းလေးတယောက်သူ့အိမ်ကိုချက်ချင်းပဲပြန်ရောက်သွားခဲ့ပါတယ်။အိမ်ပြန်ရောက်တော့သူ့အလာကိုဆောင်းဆိုင်နေတဲ့မိခင်ဖြစ်သူစီကိုအရင်ဆုံးသွားပြီး သူပါလာတဲ့ယရနာအိတ်ကြီးကိုပေးလိုက်ပါတော့တယ်ဒရိုသားမိနှစ်ယောက်လည်းချမ်းသာပြီးဆိုပြီးတော့အယံကိုပျော်နေခဲ့ကြတာပေါ့အဲနောက်တော့မိခင်ကြီးဟာယရနာအိတ်ကြီးထဲမှာပါလာတဲ့မိခွက်လေးကိုပုတ်ကင်ကြည့်လိုက်မိပြီမကြခင်မှာပဲအဲ့ဒီမိခွက်ကနေအပြာရောင်ဘလူးကြီးတစ်ကောင်ထွက်ပေါ်လာခဲ့ပါတယ်။အိုးသခင်မကျွန်ုပ်ကသခင်မရဲ့အစီကံတယောက်ဒီမိခွက်ကိုသခင်မပွတ်လိုက်တဲ့အချိန်ကစပြီးသခင်မကကျွန်ုပ်ရဲ့သခင်မဖြစ်သွားခဲ့ပါပြီ။သခင်မလူရစုကိုတောင်းနိုင်ပါတယ်။ကျွန်ုပ်ဖြည့်ဆည်းပေးနိုင်ပါတယ်။ ။ဒါနဲ့ပဲအမေဖြစ်သူဟာသူသားလေးအာလာဒင်ရဲ့အတော်ကြာဘာမှမစားရသေးတာကိုသိနေတာကြောင့်စားကောင်းတောက်ဖွယ်တွေကိုစူတောင်းလိုက်ပါတယ်။မိခွတ်ဆောင်ဘလူးကြီးကလည်းအစားတောက်ကောင်းတွေကိုဖန်ဆီးပေးလိုက်ပြီးသူတို့သားမိနီအောင်ပျော်ပျော်ရွှင်ရွှင်စားတောက်ခဲ့ကြပါတယ်။ဒီလိုနဲ့တရက်တော့အာလာဒင်လေးဟာသူတို့တိုင်းပြည်ရဲ့မင်းသမီးလေးဖြစ်တဲ့ဂျက်ဆမင်ကိုတွေ့မြင်ခဲ့လိုက်ရပြီ။သူဟာမြင်မြင်ချင်းမှပဲမင်းသမီးလေးကိုချစ်ကြွမ်းဝင်သွားခဲ့ပါတယ်။ဒါကြောင့်မအင်းကိုပြန်ပြီးမိခင်ဖြစ်သူကိုဘယင်ကြီးစီသွားနှားဖောက်ပေးဖို့တောင်းဆိုခဲ့ပြီ ယရနာတွေကို ပိုးသားအိတ်ထဲကိုထည့်ပေးလိုက်ပါတယ်။ဒီလိုနဲ့မိခင်ဖြစ်သူကယရနာတုံကြီးကိုပိုက်ပြီးဘယင်ကြီးကိုတွားတွေ့တော်တာပေါ့။ယရနာတုံမျက်နှာကြောင့်ဘယင်ကြီးဟာသူ့မကိုလက်ခံတွေ့ဆုံခဲ့ပေမဲ့အာလာဒီနဲ့သူသမီးကိုတော့သဘောမတူခဲ့ပါဘူး။ဒီမှာမယ်မင်းအသင့်သားကကျွန်ုပ်ရဲ့သမီးတော်ကိုလိုချင်နေဆိုရင်တော့ဒီလောက်ပစ္စည်းလေးတွေရှိုံနဲ့မလုံလောက်ဘူး။ကျွန်ုပ်ကိုအံအားတင်သွားစေလောက်တဲ့ပိုင်းဆိုင်မှုတွေကိုသူပြနိုင်မှရလိမ့်မယ်ဆိုပြီးတော့ပြောခဲ့ပါတယ် ဒါကြောင့်မဲ့မိခင်ဖြစ်သူဟာအာလာဒင်လေးစီကိုပြန်သွားပြီးအကြောင်းစုံကိုပြောပြတာပေါ့အာလာဒင်ကလည်းချက်ချင်းပဲမိခွက်ဆောင်ဘလူးကြီးကိုအစည်းကမ်းဤအများကြီးနဲ့နန်းတော်ကြီးတစ်ခုကိုဖန်ဆင်းပေးဖို့ဆူတောင်းလိုက်ပါတယ်ဒီလိုနဲ့ဘယင်ကြီးဟာအာလာဒင်နဲ့မင်းသမီးလေးဂျက်စမီကိုလက်ထက်ထိမ်းများပေးလိုက်ရတော့တာပေါ့တချိန်ကစင်ရင်သားလေးအာလာဒင်ဘယင်သမီးတော်နဲ့လက်ထက်လိုက်ရတဲ့တရင်ဟာဒတိုင်းမိလုံးကိုကြော်စောသွားခဲ့ပြီးတူးလေးမော်ဆရာဖြစ်သူရဲ့နားထဲပါရောက်သွားခဲ့ပါတယ်မော်ဆရာကြီးကလည်း အာလာရင်အခုလိုမျိုးဘင်းရသမီးတော်နဲ့လက်ထက်နိုင်တာဟာမိကွက်အစွမ်းကြောင့်ဆိုတာကိုနားလေလိုက်ပြီအာလာရင်အပေါ်မှာမနာလိုဝန်တိုစိတ်တွေဖြစ်ပေါ်လာခဲ့ပါတယ်ဒီလိုနဲ့တရက်တော့သူဟာအာလာရင်ရဲ့နန်းတော်အနားလေးမှာမိကွက်အသေးအယောင်ဆောင်ပြီးမိကွက်အသေးလေးတွေရမယ်မိကွက်အသေးလေးတွေရမယ်မိကွက်အဟောင်းရှိရင်လည်းအစ်တင်နဲ့လဲပေးနေတယ်နော်အဲ့ဒီချိန်မှာနန်းတော်တွေမှာအာလာရင်ရောသူ့မိခင်ဖြစ်သူရောရှိမနေခဲ့ကြပဲမင်းသမီးလေးဂျက်စမင်တယောက်သာရှိနေခဲ့ပါတယ် မင်းသမီးလေးကလည်းအဲ့ဒီအတန်းကိုကြားတော့အိမ်မှာအားလားတဲ့အမြဲကင်နေတဲ့မိခွတ်အဟောင်းကြီးကိုတရိယာသွားခဲ့ပြီမော်စရာကြီးကြီးကမိခွတ်အသင်းနဲ့လဲပေးပြီးတော့သူ့ယောက်ျားဖြစ်သူပျော်ရွှင်သွားအောင်ဆာပရိုက်တိုက်ပေးမယ်ဆိုပြီးတော့ဆုံးဖြတ်လိုက်ပါတယ်ဒီလိုနဲ့ပဲမော်စရာကြီးဟာမိခွတ်ကြီးကိုအပိုင်ယာသွားခဲ့ပြီမင်းသမီးလေးဂျက်စမင်နဲ့အားလားတဲ့နန်းတော်ကြီးကိုဘသူမှမသိနိုင်လောက်တဲ့နေရာကြီးတစ်ခုကိုပြောင်းရွှေ့ပေးဖို့ဆူတောင်းလိုက်ပါတော့တယ်နောက်ရတော့အားလားတဲ့မော်အစွမ်းကြောင့်ဂျက်စမင်လေးပျောက်သွားတာကိုတိလိုက်ရတဲ့ဘယင်ကြီးဟာ ာလာဒင်ကိုလေးရဆိုတဲ့အချိန်အတွင်းသူသမီးကိုသူ့စီကိုပြန်ခေါ်လာမပေးနိုင်ခဲ့။ကွက်မျက်ပစ်မဲ့ဆိုပြီးစိတ်ဆိုးမှန်ဆိုးနဲ့အမိန့်ချမှတ်လိုက်ပါတယ်။ဒီလိုနဲ့စိတ်ရင်ရဲညစ်သွားတဲ့အာလာဒင်လေးဟာအရင်ကသူရခဲ့တဲ့လက်စွပ်ကလေးကိုကန်ကြည့်နေခဲ့မိပြီ။ထူးဆန်းစွာနဲ့မင်းသမီးရှိတဲ့စီကိုရောက်သွားခဲ့ပါတယ်။တော်တော်စွမ်းတဲ့လက်စွပ်ပါ။သူရောက်သွားတော့မော်စရာကြီးကပါနန်းတော်ထဲမှာရှိနေတာကိုတီသွားခဲ့ပြီးမော်စရာကြီးအိပ်ပျော်နေတုန်းမှမိခွက်ကိုပြန်ယူပြီးမော်စရာကြီးကိုဘယ်တော့မှပြန်လာလို့မရနိုင်တဲ့ ကန္နာကြီးတဲ့ကမြောက်ကူကြီးတဲ့ကိုပို့လိုက်ဖို့မိခွတ်ဆောင်ဘလူးကြီးစီမှာဆူတောင်းလိုက်ပါတယ်သူတို့ကတော့နန်းတော်ကြီးနဲ့အတူတိုင်းပြည်ကြီးစီကိုပြန်သွားခဲ့ပြီးပျော်ပျော်ရွှင်ရွှင်နဲ့နေထိုင်သွားခဲ့ကြတာပေါ့ပုံမြင်လေးကတော့ဒီလောက်နေရင်ပြီးဆုံးသွားခဲ့ပါတယ်